ငြိကြရတယ်။သူ့မန့်လေးတွေကျွန်တော်လိုက်ဖက်တယ်။သူ့ reply ပြန်လာလေးတွေကျွန်တော်ဖတ်တော့လဲတကယ်စိတ်မကောင်း။ဒီမန့်လေးတွေကျွန်တော်အကုန်လုံးလိုက်ဖက်တယ်။သူကအလုပ်ပဲပေးပါသူ့ကိုဟိုကျန်နေမကူညီကြပါနဲ့သူဆိုတော့လေတကယ်စိတ်မကောင်းဖြစ်ရပါတော့နော်။အဲ့တော့ဒီ artist အစ်စ်မန်တွေခေါ်မရိုက်ချင်အားဖြင့်လေအနုပညာအရေးသွေးရတဖြည်းဖြည်းနဲ့ဟိုအောက်ဆုံးအဆင့်အငြင်းဆုံးအဆင့်ကိုရောက်သွားမှာပါ။ ်လို့ရှိရင် quality ကောင်းစေချင်တော့ artist အစစ်မှန်နဲ့တကယ် acting ကောင်းတဲ့လူတွေကိုကျွန်တော်တို့ခေါ်ရိုက်စေချင်တယ်ပေါ့နော်အဲယုံတင်လိုက်တဲ့ကာရကာဟီလာဟာလာနဲ့ပဲတကားပြီးသွားတယ်အဲမနေ့ပြန်တကားတကားတကားတက်တင်တယ်ဟီလာဟာလာနဲ့ပြီးသွားတယ်အဲအဲ့လိုကားမျိုးတွေရိုက်ပံများပြီးတော့လဲကျွန်တော်တို့ကဟိုဟိုစိတ်တွေကကဘာကြောချင်နေလို့လည်းမရအောင်နိုင်ငံနဲ့နိုင်ငံတကာနဲ့လည်းရင်မောင်းတန်းကျင်လို့မရရုပ်ရှင်တွေတကားပြီးတကားသာအကုန်လုံးပြီးသွားတယ် ဟိုကဘာလည်းမကျော်ဘူးတွန်လေးတရားတော့မကျော်သွားဘူးတဲ့တချို့အခုမိုးရင်းကာလာလည်းဖြစ်တယ်ပြီးတော့အဲအလုတ်ကိုင်းနဲ့ရှားပါတဲ့အချိန်လည်းဖြစ်တယ်ဖြစ်တဲ့အခါမှာတချို့ဇက်ပုတ်တွေတော်တော်များများအဲကျွန်တော်တို့တီးတဲ့သူတွေပေါ့နော်တော်တော်များများမှာသူတို့မှာအလုတ်မရှိကြဘူးမရှိကြဘူးဆိုတော့အလုတ်မပေးတဲ့သူများလာတာပေါ့များလာကြတော့သူတို့ရဲ့ဒီအမှုပညာခြေရလည်း ကျွန်တော်သိရတဲ့တော့တိတ်ဟိုလိုအများကြီးမရချရှာဘူးလို့တောင်းကနန်းလောက်ပဲသူတို့ရကြတယ်ရကြတဲ့ခါကျတော့အခုလိုကာလမှာအဲဒီသွားရေးလာရေးကနည်းနည်းခက်ခဲတယ်ဟိုတစီကားကဘယ်နေရာသွားသွားတပေါင်းနှစ်ပေါင်းဖြစ်နေတယ်ညီမတို့လည်းသိကြမှာပေါ့နော်ဆိုတော့ဟိုသူတို့နေနေကြတော့လေ ဟိုနာမည်ကြီးတဲ့ artist တွေဖြစ်လာတဲ့ခါကျတော့လေတဖြည်းဖြည်းနဲ့နာမည်ရလာတဲ့ artist တွေဖြစ်တဲ့ခါကျတော့ဒီငွေအမောင်းလောက်နဲ့သူတို့တစီကားနဲ့အသွားအပြန်အဲဒီအထုပ်တွေတပုံတပင်နဲ့ shooting သွားရတာနဲ့ကျတော့တစီမအဆင်ပြေမယ်။လိုင်းကားကျတော့လေဘယ်ချိန်ဘယ်ကာလဒီလောက်တိုးချိန်နေတဲ့ခါမှာသူတို့မှတိုးစီးလို့လည်းအဆင်ပြေဘူး။အဲ့တော့ဟိုတချို့လည်းရားတဲ့ပတ်စံနဲ့ဒီကားကားနဲ့ကျတော့ထူးမနေတော့ဘူးဆိုပြီးတချို့နင်းရင်တော့ရိုက်လိုက်တယ်ပေါ့ဝေးရင်တော့မရိုက်တော့ဘူး။အဲ့လိုမျိုးလေးတွေဖြစ်လာတယ် ဖြစ်လာကြကြတော့မနေ့ကအမတစ်ယောက်လည်းတင်လာတာတွေ့တွေ့ရဆိုတော့ဟိုတကယ်တမ်းကြည့်ပြန်တွေးကြည့်ပြီးတော့ဟိုမျက်ရည်လည်းကျမယ်စိတ်လည်းတော်တော်မကောင်းအောငါအမရယ်ဆိုပြီးတော့တော်တော်လေးဟိုသူ့ပို့စေဖတ်ပြီးတော့တော်တော်ကြေကွဲလိုက်ရဆိုတော့အဲဒီအမဆိုတာလဲဒါကျွန်တော်တို့ ਨੇ ဒါအမေသားဖွင့်มาတယ်ကကျွန်တော်တို့ဒါကျွန်တော်တို့စီနီယာကြာနော်စီနီယာကြာဆိုတော့သူတို့ကြတော့လဲကိုကာရက်တာကြတော့လဲတစ်ခါတလေမှာသူတို့ဟိုပါဝင်တဲ့အခန်းလေးတွေက အဲဟိုဒီကားတိုင်းကားတိုင်းမှာနည်းနည်းလေးသူတို့ဟိုဟိုနည်းနည်းနှိပ်ကြတဲ့ character လေးတွေသူတို့ထားပေးတာမျိုးရှိရှိခဲ့ကြတယ်သူတို့ကိုဟို data တွေကဒါလို character အနေနဲ့တစ်ခုအနေနဲ့ပဲထားပေးတာဘာလို့လို့ပြီးချိုးနှိမ်ပြီးတော့ဟိုဟာပြတာတော့မဟုတ်ဟိုဆိုတော့ဟိုတစ်ခါလေးအဲ့လိုပဲဟိုရိုက်ပါများတဲ့ခါကြတော့လဲခါတော့ character တစ်ခုကကျိုးသွားတာမျိုးလည်းရှိတယ်အဲအဲ့လိုမျိုးပေါ့တချို့အမြင်တွေမှာလည်းဒါပေမဲ့ဒီနိုင်ငံမှာကြတော့ အဲဒီတနေရာရရင်ဒီတနေရာလို့ပဲမြင်ကြတယ်ကျွန်တော်ဆိုဘန်းကာရက်တာတွေရိုက်များတယ်များတဲ့ခါကျတော့ကျွန်တော်ဘန်းလီပဲခေါ်များတယ်အဲတခုတော့ရှိတာပေါ့ကိုကျတော့လုတ်ပိုင်ပဲပူရရတဲ့ခါကျတော့ဒီဟိုကိုကိုတိုင်ကလည်းဒီလိုမျိုးဇက်တဇက်လုံးကိုကင်လှုပ်တဲ့ကာရက်တာမျိုးကိုကျွန်တော်ကခုံမင်းတယ်ခုံမင်းလို့လည်းကျွန်တော်ကလည်းမငြင်းဘူးဒီလိုကာရက်တာမျိုးရိုက်တယ်ပေါ့နော်အဲလိုအဲ့လိုမျိုးပေါ့အခုကျတော့လည်းဟိုတော်တော်များများတချို့ဟိုတော့ကဒီကျွန်တော်တို့ရဲ့စီနီယာကြတဲ့ဇပ်ပုတ်စေရင်တွေတော်တော်များများလုံးမရှိကြဘူးလူချမ်းတွေ အဲပြီးတော့အဲဒီ main support နိပါတွေလည်းတချို့တော်တော်များများမှာအလုံးမရှိကြဘူးဆိုတော့တော်တော်လေးစိတ်မကောင်းအဲ့တော့ရုပ်ရှင် quality ကောင်းစေချင်တော့ artist အစစ်မှန်နဲ့တကယ် acting ကောင်းတဲ့လူတွေကိုကျွန်တော်တို့ခေါ်ရိုက်စေချင်တယ်ပေါ့နော်အဲယုံတင်လိုက်တဲ့ကာရကာဟီလာဟာလာနဲ့ပဲတကားပြီးသွားတယ်အဲမနက်ပြန်တကားတကားတကားတက်တင်နေဟီလာဟာလာနဲ့ပြီးသွားတယ်အဲအဲ့လိုကားမျိုးတွေရိုက်ပံများပြီးတော့လဲကျွန်တော်တို့ကဟိုဟိုစိတ်ထဲကကဘာကြော်ချင်နေလို့လည်းမရအောင်နိုင်ငံနဲ့နိုင်ငံတကာနဲ့လည်းရင်မောင်းတန်းကျင်လို့မရအောင် လူရှင်းနေတာတကားပြီးတကားသာအကုန်လုံးပြီးသွားတယ်ဟိုကဘာလည်းမကျော်ဘူးတုန်လေးတရားတော့မကျော်သွားဘူးဟုတ်တယ်မလားယုံလေအရန်ခက်ခဲအဲ့တော့ဟိုဘယ်အချိန်ဖြစ်ဖြစ်ကျွန်တော်တို့ရုပ်ရှင်တမိုင်းပြန်ကြည့်ရင်လည်း quality ကောင်းတဲ့ကားတွေကိုဘယ်လိုမျိုးရိုက်စေချင်တယ်တကယ် artist အစစ်မှန်လေးနဲ့ IT နဲ့နေလားငါလားအဲ့လိုမျိုးပေါ့ဟိုဒီပိတ်ကားပေါ်မှာဒိန်တိုင်းပြလို့ရတဲ့အပြင်မျိုးပြိတက်တွေအကုန်လုံးဟာဟင်ကနေဟာကနေဖြစ်သွားမဲ့အဲ့လိုကားမျိုးတွေကိုတော့ဟိုရိုက်စေချင်တယ်ပေါ့နော် အာတိတွေကကျွန်တော်နိုင်ငံမှာလက်ချိုးယူလို့ရအဲ့တော့ဒီအာတိအစ်စ်မှန်တွေခေါ်မရိုက်ခြင်းအားဖြင့်လေအနုပညာအရေးသွေးရတဖြည်းဖြည်းနဲ့ဟိုအောက်ဆုံးအဆင့်အငင်းဆုံးအဆင့်ကိုရောက်သွားမှာပဲမြေကြီးကြတယ်သူမန့်လေးတွေကျွန်တော်လိုက်ဖက်တယ်သူ reply ပြန်လာလေးတွေကျွန်တော်ဖတ်တော့လေတကယ်စိတ်မကောင်းအဲသူနေတဲ့နေရာလေးကအဲဟိုတချို့တကြတော့လေဒီအကူညီပဲလို့တယ်ဟိုဒါလည်းသူအခက်ခဲတော့ဟိုကိုကိုဝင်းကိုသာတိပေါ့နော် အဲ့လိုမျိုးပေါ့ဒီမန့်လေးတွေကျွန်တော်အကုန်လုံးလိုက်ဖက်တယ်သူကအလုပ်ပဲပေးပါသူ့ဟိုကျန်နေမကူညီကြပါနဲ့သူဆိုတော့လေတကယ်စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အဲ့ဆိုသူနေတဲ့နေရာလေးရတယ်အခုကအရင်နေတဲ့နေရာလေးရတယ်အဆင်မပြေလို့သူတို့ဖယ်ပေးရရတယ်ပြောတယ်အဲ့နေရာလေးအဲ့ရနေပြီးတော့မှတစင်တခါအိမ်ငါဘဝကိုပြန်ရောက်တယ်ရောက်တဲ့ခါကျဒီခေတ်ဒီခါလာပြီးတော့အိမ်အိမ်ငါးကားတွေအားအကုန်လုံးကနှစ်သိန်းအထက်မှကြီးပဲရှိတာနှစ်သိန်းအောက်ကိုမစင်းသွားဘူး ဲ့တော့လာတလားမှာနေစားဖို့ထက်ကိုဒီကြောတခင်းရဖို့အတွက်ကိုရန်ကုန်မြို့မှာအရန်ခက်ခဲတယ်ဟုတ်တယ်ဟိုကျွန်တော်ဆိုလှုပ်ဆောင်နေလောက်ရတယ်ဒါပေမဲ့ကိုရီးယားကိုမိဘကလည်းအဲနည်းနည်းအဆင်ပြေတဲ့ခါကျတော့တိတ်ပြီးတော့ကိုရီးယားဟိုဟိုမထောက်ပံ့ရတဲ့ခါကျတော့ကိုကတိတ်ပြီးတော့လို့မခက်ခဲပြီပဲတချို့သူတွေမှာတော့တော်တော်ခက်ခဲကြပါတယ်အင်းပေါ့ဟိုအလုံးမရှိတဲ့ဒီ artist တွေအဆင်မပြေတဲ့ artist တွေတော့ဟိုဟို ငွေကြေးထောက်ပံ့တဲ့ဆိုင်အလုပ်လေးခေါ်ပေးလိုက်ရင်ဥမာသူတို့တွေလည်းဒီလုပ်လုပ်ရတဲ့ခါကျအသက်လည်းပိုရှည်သွားနိုင်တယ်ပေါ့နော်အဲအစင်းလည်းပြည်သွားနိုင်တယ်အဲအဲ့လိုလေးကြွားကျွန်တော် request ပြူတာပါဟုတ်ပေါ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့